အော်စတြေးလျအနာဂတ်အတွက်ဘာတွေပြင်ဆင်ရမလဲကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ JK Gunners ကနေအားလုံးပြန်လည်ပြီးတော့ကြိုးဆိုပါတယ်အာရီတာကအာစတြေးလျကိုအတွင်ပြောင်းပေးခဲ့သူပါချန်ပီယံလိဂ်ကစားခွင့်ရအောင်ဥဆောင်ပေးခဲ့သူပါပြီးတော့အာစတြေးလျကိုပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့အနည်းဆုံးနေရာစီပို့ပေးခဲ့တယ်ဒါပေမဲ့အာစတြေးလျပရိသတ်တွေကအဲ့ဒီလောက်နဲ့မယောင်ရဲနိုင်ဘူးနေ့စဉ်နေ့တိုင်းချန်ပီယံဆုနဲ့နှီးစပ်ရုံပဲနှီးစပ်နေတာပြောစရာမဟုတ်ပါဘူးဒုတိယလူဘဝဟာကြည်နူးစရာမဟုတ်ပါဘူး အာဆွေကအာရီတာလက်ထက်မှာရက်တန့်နေသလိုပဲ FA ဖလားတလုံးကလွဲပြီးတော့ဘာမှထမ်းမရခဲ့ဘူး။ရာသီစရင်ချန်ပီယံဆုလေးမျောလိုက်။ရာသီဘက်ကြော်လိုက်ချန်ပီယံဆုတွေနဲ့ဝေးသွားလိုက်တန်တရာတွေလဲနေပါလိမ့်။အဲ့ဒီတန်တရာတွေကနေအာဆွေပြိတ်သက်တွေလွတ်မြောက်ချင်းနေပြီ။ BBC ကဘောလုံးသတင်းတောက် LS Howe ကအာဆွေအနာဂတ်ကိုဘယ်လိုဖြစ်ချင်လဲဆိုပြီးတော့အာဆွေပြိတ်သက်တွေနဲ့အမေးဖြေလုံသွားခဲ့ပါလိမ့်။အဲ့ဒီမေးဖြေတွေကိုပြန်ပြီးတော့အာရီတာလက်ထက်မှာအာဆွေထင်ရှားတဲ့ဒိုးတက်မှု၃ခုရှိပါလိမ့်။ ာရီယာမှာဖြစ်မနေလုံးရမယ့်ယာရီလိုလဲစုံနိုင်ပါလိမ့်။နံပါတ်၁ကချန်ပီယံလိဝင်ခွင့်ပုံမှန်ရဖို့နံပါတ်၂ကပရီးမီးယားလိမှတ်ပေးစရာထိပ်ပိုင်းအဆင့်တွေမှာရပ်တည်နိုင်ပြီးစူပလာတွေမျောလင့်နိုင်တာ။နံပါတ်၃ကအာစတန်ပရိသတ်တွေနဲ့အာဒီဒါကြားဆက်ဆံရေးတိတ်ကောင်းမွန်တာတွေပါပဲ။အာရီချက်၃ခုကအာစတန်ကခင့်လွန်အာစတန်အသင်းပြန်လည်ပိုင်ဆိုင်ဖို့အတွက်ရုန်းကန်ခဲ့ရတဲ့ယာရီပါပဲ။အာဒီဒါလက်ထက်အကောင်းဆုံးစွမ်းအင်တွေလည်းဖြစ်တယ်။ဒါပေမဲ့အာစတန်ပရိသတ်တွေအတွက်ရည်မှန်းချက်အဆုံးစီမရောက်သေးပါဘူး။အာစတန်ပရိသတ်အများစုက အထောင်တိုင်းစမှုတူလိုချင်နေပါတယ်။လာမယ့်ရာသီမှာထောင်တိုင်းစမှုမရှိရင်ချန်ပီယံစုမရနိုင်သေးဘူးလို့အာဆယ်ပရိသတ်တွေယူဆနေတယ်။အာဆယ်တဲ့အတက်ကင်ပလေးနဲ့အခွင့်ဖန်တီးနိုင်စွမ်းကထပ်မြတ်ပြီးတော့အထောင်တိုင်းစမှုသာရှိရင်ပို့ပြီးတော့ပြီးပြည့်စုံမှာပါ။ဒဏ်ရာပြဿနာတွေကအာဆယ်ကိုပို့ပြီးတော့ခက်ခဲစေခဲ့တယ်။အာဆယ်အသင်းအာဆတ်ရိုက်တာအသစ်ကအထောင်တိုင်းစမှုခေါ်ပေးရမှာဖြစ်တယ်လို့ဘောလုံးကိုင်ကစားနိုင်တဲ့ဇာမာတူကိုလည်းဖြည့်ဆည်းပေးရမှာပါ။ခန်းစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ဆိုရင်အာဆယ်ရုံးကန်ရတတ်တာကိုဖြည့်ရှင်းမှုအတွက် အဲ့ဒီကစားမမျိုးလိုအပ်နေတာပါအာဆင်အတွက်လာမယ့်နွေရာသီအလုံးများတဲ့ကာလဖြစ်လာနိုင်ပါတယ်ဇာကာဆလီဘာပါဝင်အဓိကကျယ်ဝင်းတွေကိုစားထုတ်တက်တန်းတိုးရပါမယ်ပရီးမီးယားလိဘန်နာယီစီးမင်းနဲ့ကိုက်ညောင်ရောင်းတဲ့ကစားမတွေကိုလည်းရောင်းထုတ်ရပါမယ်ပါတင်းနဲ့ဂျော်ဂျင်ညိုအာဆင်ဝမ်းနေစွာလမ်းခွဲရနိုင်ပါတယ်ကွင်းလယ်အတွက်အာဆင်ကာလာရှိပြတ်မှတ်ထားတဲ့ဇူဘီမန်ဒီရောက်လာနိုင်ပါတယ်ဂျော်နီဝန်နဲ့ပါတီးနေရာအတွက်ဇူဘီမန်ဒီကအကောင်းဆုံးအစားဝင်နိုင်မှာပါ။တိုင်းစီမှုစစ်စစ်ရောက်လာရင်မယ်ရီနိုလည်းတိုင်းစစ်ဆော့စရာမလိုတော့ပါဘူး။ သူ့ရဲ့ natural position တိုင်းကစားလို့ရပါပြီ။အာဆွေတိုင်းစစ်ရှာပနော်ကီးမှာ Sesco Eset တို့ရှိနေတယ်။ Premier League အတွေ့အကြုံရင်းမိသား Eset က Arsenal တို့ကပို့ပြီးတော့တင့်တော်တယ်ထင်ရပေမဲ့ Newcastle ကရောင်းမယ်မထင်ပါဘူး။ Sesco က Premier League နဲ့အံဝင်ပါမလားစောင့်ကြည့်ရအောင်မေး။ဘယ်လိုပဲဖြစ်ဖြစ်ပါ Arsenal ကလာမယ့်ຫນွေမှာတိုင်းစစ်မှုတို့ဝဲကိုဝဲရပါလိမ့်မယ်။ Champions League ဈာဝင်ရအောင်မှာဖြစ်လို့တိုင်းစစ်အင်အားမြင့်တင်ထားတဲ့လို့ Premier League Champions ဆုလိုချင်လဲတိုင်းစစ်မှုလိုအပ်ပါလိမ့်။ Arsenal ပြည်သက်တွေက Premier League ရဲ့ အကောင်းဆုံးသင်ဖြစ်စေခြင်းပါ रे အာဆန်ကလာလာကောင်းတွေပိုင်းဆိုင်ထားပေမဲ့အဆုံးသက်ရီမန်းချက်စီမရောက်သေးပါဘူးအာဒီတာကအောင်မတ်ထက်အများကြီးကြောင်လှုပ်ပြပြီးပါပြီဒါပေမဲ့သူဂုံနူးမရောက်လှုပ်ပြပါအောင်မိတ်အာဆန်သင်ပရိသတ်တွေကသူတို့အသင်းကြောင့်မျက်နှာငယ်အချင်းတွေများခဲ့ပါ रे အာဆန်သင်ပရိသတ်တွေဂုံယူခြင်းနေကြပါပြီဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲမြတ်ဆိုအာဆန်သင်နဲ့ပတ်သက်တဲ့သင်ကြောင်းအတိဆောင်းပါးတွေကိုနေ့စဉ်မပြတ်တင်ဆက်နေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ live follow subscribe လုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ